ပြုလိုက်တိုင်းကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြသည့်ဖြစ်၍နှလုံးစိတ်ကွမ်းအေးချမ်းကြပါသည်။ကောင်းကျိုးလူရာပြည့်ကြပါသည်ဗျာ။ယခုအောက်တိုဘာ16နဲ့22ကြားမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဆိုင်ရာဟောစတာများဟုဟောကြားပေးမှာဖြစ်ပါတယ်။မင်းရာဒီပွား မေယာဒီဘွားရေဆိုတာဖေဖော်ဝါရီ19နဲ့မတ်နတ်ကြမှာမွေးဖွားသူတွေဖြစ်တယ်။ဒီယာဒီဘွားတွေကယခုကာလမှာအရာရာကံကောင်းမှုတွေရှိနေမယ်။စီးပွားငွေကြေးမိသားစုအခြေရေးနှလုံးသားအိမ်တော်ရေးတို့စိတ်ချမ်းသာမယ်။ရှေ့ကိုတိုးလာလိမ့်မယ်။အလုတ်တဲ့နေရာတည်တည်ရရှိမယ်။အမြတ်တွေရမယ်။ငွေဝင်ထီပေါက်အဆုရတာတွေအိမ်တွေရတဲ့ရရှိတာတွေအိမ်ပြောင်းနေရာ ပြောင်းတာတွေဖြစ်မယ်။မိတ်ဆွေတို့ရဲ့ ကောင်းခြင်းအကျိုးကျေးဇူးထောက်ပံ့ခြင်းတွေပြန်ရမယ်။အလုတ်ခွဲရခြင်းတွေဖြစ်မယ်၊ကံကောင်းတိုးတက်ပါလိမ့်မယ်။ကျမကြီးစီးပွားရေးလူမှုရေးဘာသာတရားနဲ့ယဉ်ကျေးမှုများ၊တာယီသမီးရေးမင်္ဂလာကိစ္စများထွန်းကားတဲ့အချိန်မှာပဲ။တတိထားဖို့ကတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဝင်မရှုပ်မိဖို့လိုပါတယ်။ဝိဇ္ဇာမဲ့အကြောင်းတွေကတော့ကြီးပြားခရမ်းနဲ့ချင်းပေါင်းပြီးချင်းအိပ်စပုတ်ရှက်များလူကိုယ်တစိကောင်းတာများဖြစ်ပါ 695ဆိုတဲ့ပတ်လည်းတနင်္လာကြာတော်လေးနေ့ဒီမှာထိုးပါ လောကဝိသူလောကဝိသူလောကဝိသူပရိတနေ့ကိုကိုပတ်စိတ်ပေပဋ္ဌာန်ရွတ်မေတ္တာတုံရွတ်မေယာတိဘာမိသားစုအလုံးဘေးရန်ကင်းကြမှာချမ်းသာကံကောင်းကြပါစေဗျာ